င်္ဂလာပါနော်။ဒါရေပချင်းတူမလိုက်မွေးနော်။ကျွန်တော်လည်းလိုက်နေတယ်ဟုတ်တယ်။ကျွန်တော်ကအခုဒီတစ်ပတ်9000ရောက်ပြီထင်တယ်။အဲ့ဒါမအားရတော့လေနော်ဒဲတကွက်တဲ့ဆိုတော့လိုက်လို့ပြောရည်နော်။ဝေးမြင့်မင်္ဂလာပါနော်။စနစ်ကိုကြိုက်လို့ရစနစ်ကိုကြိုက်လို့ကျွန်တော်လိုက်တာနော်။ဒီလိုပေါင်းချင်းတွေကိုကြိုက်ရင်ကျွန်တော်16ကြိမ်မှာဩခဲ့သေးတယ်နော်အကြိမ်ဖမ်းပြီးဩခဲ့သေးတယ်ကျွန်တော်တို့မပေါက်ခဲ့ဘူးနော်အခုကတော့သူကဒီဘွဲကိုပြန်လာပြီပေါ့ယူစာဟုတ်မင်္ဂလာပါဗျာနော် IPKV ရဲ့အဲအပင်းနေဟုတ်ကဲ့မင်္ဂလာပါလေးရထီထိုးနေတယ်ဟုတ်ကဲ့ပါနော်ဒိန်းစောထွေးမင်္ဂလာပါဟုတ်ကဲ့ပါနော်အေးဒါလေးမှအထောက်ကအောင်မှကျွန်တော်ကကလင်နာကြီးနဲ့ပြန်တတိယလို့ဆိုပြီးပြန်တက်လာပြီးရနော်အခုကတော့သူစနေရတော့သူကဒီပွဲမှာတော့ထိုးတင်တာပဲနော်မျိုးလွင်မင်္ဂလာပါနော်ကျုပ်ကတပတ်တ9000မိုးကြတယ်ဗျာဟုတ်ပြီကျွန်တော်ကတော့9000ရောက်နေပြီနော်ဆိုဝင်းအပီလေးညဟုတ်ကဲ့ပါမင်္ဂလာပါကိုကြီးနော် အဲ့ကျွန်တော်တို့ဒီပေါ့ဒီ၄၈တဲထွက်တယ်ပေါ့နော်၄၈တဲထွက်ရင်တို့ကအဲ့ဒီထဲက၄၈တဲ၃ပြိမှုလို့အဲ့ဒီထဲက၃ပါလေကဏ္ဍနှစ်ကွက်ပေါ့နော်၉30ရဲ့အဲပြီး300ရဲ့300 300ရဲ့တို့ကနောက်နေ့လိုက်ထွက်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကစိတ်မဝင်စားဘူးပေါ့နော်အားလုံးမင်္ဂလာပါနော်ကျွန်တော်စနစ်ကိုပြလိုက်တော့အဲ့၄၈တဲမှာထဲထွက်လို့တို့ကအဲ့တင်းနောက်ပိတ်ပြီတဲ့နောက်နေ့မှာသူကတိထိတ်စည်းလို့စပေါ်ရင်ပရိတ်သုံးနဲ့ကြာနော်ပရိတ်သုံးနဲ့မတိထိတ်စည်းကဒီမှာစပေါ်တာပရိတ်သုံးနဲ့အဲ့တိထိတ်စည်းစပေါ်ရင်သူကခါတော့သုံးလုံးကလည်းတစ်ပဲအဲ့မှာပရိတ်သုံးဆိုတော့တိလေးရှိတစ်ပေါက်သေးပေါ့နော် ဒီမှာဒုတိယမြောက်၄၈တဲထွက်တယ်ပေါ့နော်၄၈တဲထွက်ရင်အဲ့ဒီထဲကသူကအဲ့၃ပါးကနန်းလေး၃ခုလေးအဲ့၃၈လေးနှစ်ကွက်ပေါ့နော်နှစ်ကွက်သူကလိုက်လိုက်ထွက်ပြီးတယ်နောက်နှစ်ကိုအဲ့ဒါကြီးစိတ်ဝင်စားဘူးကျွန်တော်စိတ်ဝင်စားတာဒီကောင်ဟဲ့ကျင်းနောက်ဘေးကနောက်နှစ်မှာသူကတစ်ထိတ်စည်းလို့စပုံဗရိတ်သုံးနေအဲ့ဒီမှာသူကခါတော့သုံးလုံးကလည်းသူကတစ်ပဲအဲ့မှာကျွန်တော်တို့ကဗရိတ်သုံးသူကတစ်ထွားတယ်ပေါ့နော်အခုဒီမှာကသူကကျွန်တော်တို့၄၈တဲတဲမြောက်ကျွန်တော်ဒီမှာတဲထွက်လာပြီနော်တဲထွက်လာပြီဆိုတော့ အဲဒီနှစ်ထက်ကသုံးပါးကနေနှစ်ခွက်နောက်နှစ်ကိုလိုက်ပို့ရမှာနော်အခုရှိတော့တစ်ခွက်မှမပို့လာသေးဘူးအဲ့မှာကျွန်တော်ပြောခဲ့တယ်အဲ600ညသုံးမွေးသီးတို့ဘာလို့ပေါ့နော်အဲအဲ့ဒါဒီနည်းနည်းကယူဆိုင်ပေါ့အဓိကစိတ်ဝင်စားတာဒီကောင်ပဲဒီကောင်အခုထိကြာမလာသေးဘူးပေါ့နော်တင်းနောက်ပိတ်ကသူကတိထိတ်ကြီးရဲ့လို့ဒီနေ့ထဲမှာတိထိတ်ကြီးမပြောနဲ့ဘာတိမအောင်မပေါ်သေးတာနော်တကယ်လို့တိထိတ်ကြီးစပေါ်ရင်လည်းဗရိတ်သုံးနဲ့သူကသူစနစ်ရပေါ့နော်ဗရိတ်သုံးနဲ့ဒီစနစ်ကပြီးတော့ဗရိတ်သုံးနဲ့ပေါ့အဲ့မှာခါတော်သုံးလုံးကလည်းတိမယ်ဆိုရင်ကျွန်တော်တို့ကတင်ကားခုန်ထည့်ပေါ့နော်အဲဒီလိုမျိုးထောက်ပံ့နေလည်းရှိတယ်ပေါ့ ဲ့ဒီမှာကျွန်တော်တို့ဒီဒါ line line ပေါ်ကလူတွေရောကျွန်တော်အဖွဲ့တွေရောပေါ့နော်ဒါကျွန်တော်တို့လူရခဲ့တာ၅ခက်နဲ့ရခဲ့တာဒါပေမဲ့ကျွန်တော်တို့က၄ခက်နဲ့ဆုံးပါနော်လေအဲ့မှာ၅ခါရင်တန်ရ၃၃ညာရှိကို၅ရက်နှစ်ခက်၃၃လုံးပေါင်းလိုက်ရင်ကျွန်တော်၆၃၁၆၃၁နောက်နဲ့တဲထွက်တဲထွက်ပြီးရင်ကျွန်တော်တို့ကဒီအဲ့နေ့ထက်ကဏ္ဍတစ်ခွက်နဲ့၁၇ထက်ကဏ္ဍတစ်ခွက်နဲ့ကျွန်တော်ထိတ်ထိတ်ပေါင်းလိုက်ပေါ့နော်၉ထိတ်နဲ့၄ထိတ်နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့၃တုံညာခါနဲ့တုံခါနဲ့ပေါင်းလိုက်ရင်တုံရှစ်ရှစ်နောက်ပိနဲ့ငါးနောက်ပိနဲ့ပေါင်းလိုက်ရင်လည်းတုံပဲเนาะအဲ့မှာကျွန်တော်တို့ကထွန်ဖြည့်ရှင်းဖြည့်ရမှာเนาะဒီစနစ်ကနောက်နေ့တွေတဲ့အဆက်တွေရှိသေးရောဗောနော် အဲ့လိုထားဖြစ်သွားပြီဆိုရင်ထားဖြစ်ချင်းအောင်သွားပြီဆိုရင်သူရှိတနေ့နဲ့နေ့၃နေ့ကကဏ္ဍ၃ခွက်ပေါင်းလိုက်ပေါ့နော်ကဏ္ဍ၃ခွက်ပေါင်းလိုက်အထည်၃လုံးပေါင်းရင်၃ခါ၃လုံးပေါင်းရင်၆နောက်ပိ၃လုံးပေါင်းရင်၈၃၆၈ဒီကျွန်တော်တို့ဒီအောက်မှာဒဲထွက်ရမှာနော်ဒီပေါင်းချင်းကိုကျွန်တော်ဘာကြောင့်ယူထားတာတော့ဒီပေါင်းချင်းဖြစ်တော့မှာဆိုရင်နှစ်နှစ်လေးနှစ်၆နှစ်ခုနှစ်နှစ်မြောက်ရဲ့မြင်းကုန်မှာသူကအဲ့လေးနောက်ပိလို့စကြရမှာပေါ့နော်အဲ့ဒီထဲမှာလိုက်ကြည့်လိုက်လေးနောက်ပိလုံးဝစမကြောက်ဘူးနော်ဒီစနစ်ကိုကျွန်တော်ဓာတ်ကြိုက်တာပေါ့လေးနောက်ပိလို့စကြရတယ်သူတောင်းမှာသူကအဲ၃ညခါအဲ၃ညခါရအောင်မှာသူကကိုထိတ်နော်ထိတ်စီကစီနီယာနဲ့သွားမယ်ဒီခါကလည်းစီနီယာသွားမယ် တနည်းအားဖြင့်လေးနောက်ပိတ်ကြီးကိုစကြတာနဲ့လေးနောက်ပိတ်ရဲ့ပါပါကိုဒီနှလုံးကိုးတာနော်တနည်းအားဖြင့်ဒီသုံးလုံးကိုပုံသေးလေးကိုးဖြစ်ခြင်းနဲ့သုံးတာအဲ့မှာကိုးဖြစ်တဲ့နေရာမှာလဲခါးစီနေရာထိတ်စီနေရာနဲ့သုံးတာပေါ့နော်ဒါသုံးဖြစ်ခြင်းပါပဲဒါကြောင့်ကျွန်တော်တို့ကသုံးပေါင်းခြင်းမတက်ကထဲအောင်ခဲ့တာဟုတ်နော်ထဲအောင်ပြီးတော့အဲ့ဒီနေရာကဏ္ဍနဲ့၁၇မြောက်ကဏ္ဍနဲ့ထွိုင်းဖြစ်ထွိုင်းဖြစ်ပြီးတော့သူရှင်းနေကဏ္ဍ၃ခွက်ပေါင်းအဲ့ကဏ္ဍပေါင်းခြင်းရလက်ဒီကျွန်တော်တို့ကခုနှစ်မြောက်မြေကိုမှလေးနောက်ပိတ်စကြမှာစကြတယ်တူတော့မှသုံးရခါးတူတော့မှသူကကိုးထိတ်လေးရဲ့ပါပါကိုဒီနှလုံးကိုးနော်အဲ့ရရင်အဲ့ဒီလိုအထောက်အကူရှိတဲ့နေရာပေါင်းချင်းဖြစ်တဲ့36ဖြစ်ဆိုကနေကိုဒီမှာကျွန်တော်တို့ကထဲကြမှာ ဘာကြောင့်ဒီဘွဲမှာကျွန်တော်ထိုးတင်လာလဲဆိုတော့အဲ့မှာ၄နှစ်ပိတ်စားကြတယ်ဒီတောင်းမှာ၃ညခါလိုက်တယ်အဲ့၃ညခါဒီနှစ်နှစ်ကျော်မှာသူကဂွား၁၀လို့ရိုက်တဲ့ဇောင်းတစ်ဘွဲကျော်မှာအဲ့ဒီကပေါင်းချင်းကိုဒီမှာလာထွက်တာနော်အဲဒုတိယကကျွန်တော်အခု၈နောက်နေ့ဒဲထွက်ဒဲထွက်ပြီးတော့အဲ့ဒီကကနန်းတခွနဲ့စတဲ့နေမြောက်ကနန်းတခွနဲ့လှမ်းပေါင်းလိုက်နော်ထည်ကြီးထည်ကြီးထည်ကြီးပေါင်း၃ညခါခါပေါင်း၃ညနောက်ပိတ်နောက်ပိတ်ပေါင်း၃ညအထွန်းဖြစ်ချင်းနော်အဲ့လိုထွန်းဖြစ်သွားပြီးဆိုသူ့ရှိ၃နှစ်တနေ့နေ့၃နှစ်ကကနန်း၃ခွပေါင်းလိုက် ထေးသုံးလုံးပေါင်းခြင်းကိုခါသုံးလုံးပေါင်းခြင်းကိုနောက်ပိတ်သုံးလုံးပေါင်းခြင်းကိုကိုရှိအကိုကိုရှိတဲ့တူကမှထဲထွက်ရမှာနော်ဒီကိုကိုရှိပေါင်းခြင်းကိုဘာကြောင့်ယူလာတာလဲနည်းနည်း၄နှစ်6နှစ်9နှစ်မြောက်အောင်မှာသူ၄နောက်ပိတ်လို့စကြရမှာနော်အဲ့ဒီထဲမှာကြည့်လိုက်၄နောက်ပိတ်ဒီဒီနေရာမှာမှစကြတာစကြရင်သူတော်မှသူကသုံးရခါပြီးကိုခါလိုက်တယ်သူကမှကိုထိပ်ပြီးတော့သုံးရထိပ်လိုက်တယ်နော်တနည်းအားဖြင့်၄နောက်ပိတ်ပေါ်ဒီနှလုံးကိုးတာတနည်းအားဖြင့်ဒီသုံးလုံးပေါင်းသုံးတာဒီသုံးဖြစ်ခြင်းထောက်ဘာကြောင့်ယူလာတာလဲကျွန်တော်တို့ကသုံးသုံးပေါင်းခြင်းမှတ်တက်ကထဲအောင်ခဲ့တာနော်အဲ့မို့ကျွန်တော်ကဒီ၄နောက်ပိတ်စကြရတဲ့ဒီနှလုံးကိုးရဲဆိုတော့ ဒီအထောက်ကိုသုံးဖြစ်ချင်းထောက်ကိုယူပြီးတော့မှဒီပေါင်းချင်းကိုကျွန်တော်တို့ကဒဲလိုက်တာအဲ့ဒီမှာသူကလေးနောက်ပိတ်ဆက်ကြရတယ်ခုနသုံးညခါပြီးတော့၉ခါလိုက်တဲ့တည်းအဲ့၉ခါဒီနှစ်နှစ်ကျော်မှဂွာပေါင်း၉လို့တခုတော့ဂွာပေါင်း၉လို့ကြားတဲ့ဇောင်းတပွဲကျော်မှကျွန်တော်တို့ကအဲ့ဒီပေါင်းချင်း၉ခုရှိကိုဒီပွဲမှာကျွန်တော်ထိုးတင်တယ်နော်အဲတတိယကဒီ၄၅တင်၅ခါရင်တန်ရ၅၇၃၉၅နှစ်ခါ၃၃လုံးပေါင်းလိုက်ရင်၈၃၆၈၃၆ဒီဘယ်တော့နေတဲ့ထွက်နော်အဲ့မှာသူကအပေါ်မှာနှစ်ခါထွက်တာအောင်မှသူဒဲထွက်ပေးရပါဘောနော်အဲ့လိုဒဲထွက်ပြီးရင်သူကဘာလုပ်လဲဆိုအဲ့ဒီတတိယကဏ္ဍတစ်ခွက်နဲ့ စတဲ့နေညောကနာတကွနဲ့ပေါင်းလိုက်နော်ခြေထီးနှလုံးပေါင်းနှစ်ခါနှလုံးပေါင်းနှစ်နောက်ပြီးနှလုံးပေါင်းနှစ်ထွိုင်းဖြစ်နေရမှာအဲ့လိုမှပြုတ်သွားပြီဆိုရင်သူ့ရှိ၃နှစ်တနေ့နေ့၃နှစ်ကကနန်း၃ခွက်ပေါင်းလိုက်ခြေထီးနှလုံးပေါင်း၉ခါနှလုံးပေါင်း၃ညနောက်ပြီးနှလုံးပေါင်း၃ည900ဆိုလည်းကနန်းအနေထဲမှာဒဲလိုက်တာဒီပေါင်းချင်းကိုဘာကြောင့်ယူထားတာလဲဆိုတော့၂နှစ်၄နှစ်၆နှစ်9နှစ်ညောင်းအောင်မှာဆို၄နောက်ပိတ်လို့အနေထဲမှာ၄နောက်ပိတ်လို့စကြတာဒီမှာနော်၄နောက်ပိတ်စကြရင်သူ့သောင်းမှာသူက၃ညခါ၃ညခါ၉ခါပြီးတော့၈ခါလိုက်တယ်သူကမှ၉ထိတ်၃ညထိတ်ပြီးတော့တစ်ထိတ်လိုက်တယ်နော်ခါလေစီနီယာထိတ်ရတဲ့စီနီယာ၄နောက်ပိတ်ကပုံစီတနည်းအားဖြင့်၄နောက်ပိတ်ရဲ့ပေါ်ပေါ်ဒီနှလုံးကိုတနည်းအားဖြင့်ဒီသုံးလုံးပေါင်းရင်ကျွန်တော်တို့ကပုံစီ၃မယ် နော်။ဘာကြောင့်သုံးတာလဲဆိုတော့သူကဒီမှာကျွန်တော်တို့ကသုံးပေါင်းချင်းမတက်ကသုံးပေါင်းပြီးတော့ရတဲ့ရှစ်တုံညာ၆ကအနောက်နဲ့တဲအောင်ခဲ့တော့အဲ့ဒါမှကျွန်တော်တို့ကဒီမှာသုံးပေါင်းတဲ့နေရာမှာလဲခါစီနေရာထိပ်စီနေရာလေးနောက်ပေးစကြတာနဲ့ဒီနှလုံးကလည်းကိုပဲနော်။အဲ့မို့ဒီလေးနောက်ပေးရဲ့မြင်းကုံကဒီကဏ္ဍသုံးခွဲပေါင်းချင်းကိုကျွန်တော်တို့ကသူ့အမှာထဲကြတယ်လို့ယူဆတာနော်။အမှုကျွန်တော်တို့ကအဲ့ဒီနောက်ပိစကြရတဲ့သူနှစ်ခါကိုခါပြီးရှစ်ခါလိုက်တယ်အဲ့ရှစ်ခါကြောင့်အဲ့ရှစ်ခါဒီနှစ်နှစ်ကျော်မှာဂွားပေါင်းရှစ်တခုသောဂွားပေါင်းရှစ်ရဲ့ဇောင်းတစ်ပွဲကျော်မှာဒီပေါင်းချင်း900ကိုဒီမှာထည့်ကြတယ်လို့ကျွန်တော်တို့ကယူဆတယ်နော်ဟုတ်ပြီကျွန်တော်တတိယက ဒီမှာကျင်၅ခါရဲ့ရင်တန်းရတလေးခုံ၅နှစ်ကတုံးတုံးဒါအကျင်နှစ်နှစ်ရဲ့ကြိုက်တယ်ပဲနော်အဲတလေးခုံပေါင်းလိုက်ရင်တလေးခုံကိုတုံးတုံးလုံးပေါင်းလိုက်ရင်ကျွန်တော်တို့က၄80 450နောက်နှစ်တဲထွက်တဲထွက်ရင်အဲ့ဒီထက်ကကနန်းတကွနဲ့စရတင်ရောကနန်းတကွနဲ့လှမ်းပေါင်းလိုက်တစ်ခါနှလုံးပေါင်းလေးခါနှလုံးပေါင်းလေးနောက်ပိတ်နှလုံးပေါင်းလေးထွန်ဖြစ်နေရမှာအဲ့လိုထွန်ဖြစ်သွားတာဖြစ်တဲ့အတွက်ဒီမှာလည်းထွန်မဖြစ်သွားရင်တော့ကျွန်တော်ဒီစနစ်ကိုစိတ်ဝင်စားတော့ဘူးနော်ဒီမှာလည်းထွန်ဖြစ်သွားပြီဒီမှာလည်းကျွန်တော်တို့ကတုံးတုံးပေါင်းလိုက်ကြတယ်နောက်နှစ်အမှကျွန်တော်သူရှိတနေ့နဲ့နေ့၃နေ့ဆိုရင်တနေ့နှစ်နေ့၃နေ့ဒီကနန်းတော့ကျွန်တော်တို့ကပေါင်းရမှာဒီပေါင်းခြင်းကိုဘာကြောင့်မြှထားတာလဲဆိုတော့နှစ်နေ့၄နေ့၆နေ့ခုနှစ်နေ့အမြောက်အောင် ။သူကလည်းရှိတုံးကတိုင်းပဲလေးနောက်ပိတ်လို့စကြတာနဲ့သူ့သောင်းမှာတုံညာခါကိုခါရှစ်ခါပြီးတော့ခွန်ခါလိုက်တာ။သူ့အမှာကိုထိတ်တုံညာထိတ်ပြီးတော့၄ထိတ်တုံညာထိတ်ပြီးတော့ညှစ်ထိတ်လိုက်တာပဲ။တနည်းအားဖြင့်လေးနောက်ပိတ်ရပါတော့ဒီနှလုံးကိုတာဒီသုံးလုံးကိုတနည်းအားဖြင့်သုံးတာဘာကြောင့်သုံးတာလဲဆိုတော့ကျွန်တော်တို့ကသုံးပေါင်းကြီးမဲ့တဲ့၄ခွန်၃၀နောက်ညှစ်တဲ့အောင်ခဲ့တာ။အဲ့မို့ကျွန်တော်သုံးဖြစ်ချင်းထောင်းယူယူတယ်။လေးနောက်ပိတ်ပုံတိကြတာနဲ့ခွန်ခါလဲလိုက်တယ်။သူ့ရဲ့ရင်တိုင်းမှာလည်းကိုထိတ်တုံညာထိတ်ညှစ်ထိတ်လေးလိုက်တယ်။အဲ့မို့ကျွန်တော်လေးနောက်ပိတ်ရဲ့မြင်းကောင်ကဒီကနေ့သုံးခွက်ပေါင်းချင်းကျွန်တော်တို့တင်၅ခွန်ဆိုတဲ့ကနန်းကိုကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့ကဖမ်းကျင်တာ ။ဒါကြောင့်ဖန်ကျင်လာတော့ဆိုတော့ကျွန်တော်တို့ဒီမှာက၄၄နောက်ပိတ်ကြတာနဲ့သူဆောင်မှာသုံးနှခါကိုကရှစ်ခါပြီးတော့ခွန်ခါလိုက်သွားတယ်။အဲ့ခွန်ခါလေးနှစ်နှစ်ကျော်မှာဘွားပေါင်းခွန်ဒီနောက်ဆုံးတစ်ချက်ပဲကျွန်တော်လေနော်။ကျွန်တော်ဒီဘွားမှာဒီဘွားမှာလည်းကျွန်တော်စော်သေးတယ်ဘွားပေါင်းခွန်ရဲ့ဆောင်တဲ့ဘွားကြောင့်ဒီဘွားမှာလည်းစော်သေးတယ်။အခုကဘွားပေါင်းခွန်ကမကြံတော့ဘူးနော်။ဒီဘွားမှာမကြံတော့ဘူး။အဲ့ခွန်ခါကဘွားပေါင်းခွန်လိုဒီမှာကြာလာနောက်ဆုံးတစ်ချက်ပဲကျန်တော့တယ်အဲ့မှသူရဲ့ဇောင်းတပွဲကျော်ဒီပွဲမှာကျွန်တော်တို့တင်ငါးခွန်ကိုအဲဒီမှာကျွန်တော်တို့ဖိုးတင်နေပေါ့ဗျာအားလည်းမအားရဘူးတပွဲသေးပေါ့ဟုတ်တယ်မှ200တက်နိုင်လို့200ပဲထိုးလိုက်900တက်နိုင်လို့900ထိုးကိုတိုင်းကြတယ်ကိုထိုးနော် ျွန်တော်ကောင်းတယ်ဆိုလည်းလိုက် မကောင်းတဲ့ကိုနော်အဲ့လိုပြောပြရအောင်နော်ခုနကကျွန်တော်ဒီမှာ၄ချစ်တက်ထွက်ရင်နော်အတင်းနောက်ပိတ်ကနောက်နေ့မှာတိထိတ်စားပုံရင်သူကဗရိတ်သုံးနဲ့တိထိတ်စားပုံနဲ့ခါတော့သုံးလုံးကတက်ပဲနော်ဒီမှာလည်းဒီမှာ၄ချစ်တက်ထွက်တယ်နော်၄ချစ်တက်ထွက်တယ်ကျွန်တော်အတင်းနောက်ပိတ်ကနောက်နေ့မှာတိထိတ်စားပုံရင်ဗရိတ်သုံးနဲ့ခါတော့သုံးလုံးကတက်ပဲနော်ဒီမှာလည်းကျွန်တော်တို့၄ချစ်တက်တက်ထွက်တယ်အတင်းနောက်ပိတ်ဒီတိထိတ်လို့မပေါ်လာသေးဘူးပေါ်လာတဲ့အချိန်ကျရင်ဗရိတ်သုံးနဲ့ဖြစ်မလားအဲ့မှာကျွန်တော်တို့က၅ခုထဲရှိတာနော်အဲ့မှာခါတော့သုံးလုံးတက်ဆိုရင်လည်းဒီမှာ၅၅၅ခါလည်းကြိုက်တယ်အဲ့မှာဒီဘက်မှာကျွန်တော်တို့ကမကြိုက်တော့မှမှာ 300 500လောက်ပေါ့ဗျာ300 500တဆောင်လောက်ပေါ့အဲ့လောက်တော့တန်ပါတယ်ကိုစားဆက်လိဖိုးလောက်တော့နော်ကိုမိုးဆက်လိဖိုးလောက်တော့ထိုးရတန်ပါမထွက်လဲပါဘာဖြစ်ဘူးဗျာထွက်ခိုင်းလဲကျွန်တော်တို့မျိုးမြက်လေးရပါဘောဟုတ်တယ်မလားဒါကြိုက်မှနော်ကြိုက်တဲ့လူလိုက်မတင်းလိုက်မမွေးခိုင်းဘူးဘယ်သူ့ကိုမှလိုက်မမွေးခိုင်းဘူးနော်ဒီမှာလေးကျွန်တော်တို့၄နောက်ပေးစကြတယ်ဒီမှာ300ခါနော်အဲ့300ခါကြောင့်ကျွန်တော်တို့ကအဲဒီဒီတွေ့တက်တက်ရခဏ300ခွက်ပေါင်းလိုက်တဲ့368ခါ300ခါကြောင့်နှစ်နှစ်ကြာမှကွာ300လူကြာတဲ့ဒေါင်းတစ်ပွဲကြာမှသူကအထိုးတင်နေနော်ဒီမှာလည်းကျွန်တော်တို့၄နောက်ပိတ်ဆက်ကြတယ်ဒီကြောင်းမှာသူက၉ခါလိုက်တာ哦နော်၉ခါလိုက်တော့သူ့ရဲ့အဲ့ဒီမှာကျွန်တော်တို့ တတရားဒီကနေတော့ပဲပေါင်းခြင်းအဲကျွန်တော်ကိုကိုရှိကသူ့အမှာကြတော့ဒီကိုခါကြောင့်ကိုခါဒီနည်းကြောင့်မှာဂွာကိုလို့ကြတဲ့ဓာတ်တော်ဘောကြောင့်မှာအထိုးတင်တယ်နော်ငါထိုးတင်တော့ထိုးပါမထိုးတင်တော့မထိုးမထိုးနဲ့ပေါ့နော်ဒီမှာလေးခါလောက်စကြတယ်သူကြောင့်မှာလေးနောက်ပြည့်စကြတယ်ကြောင့်မှာရှစ်ခါအဲရှစ်ခါဒီရှစ်ခါရဲ့တက်တက်နည်းနည်းကြောဒီကနေတော့ပဲပေါင်းလိုက်ရင်900 900ဆိုတော့ကနေကြတော့မယ်ဆိုရင်ဒီရှစ်ခါဒီနည်းနည်းကြောမှာဂွာပေါင်းရှင်းလို့ကြတဲ့ဓာတ်တော်ဘောကြောင့်မှာအ900ဆိုတော့ပေါင်းခြင်းကိုသူကဒီပတ်နေတာနော်အခုဒီမှာကကျွန်တော်လေးနောက်ပြီးလို့စကြတယ်ဒီတော့မှာတုံညာခါကုခါရှစ်ခါပြီးခွန်ခါလိုက်သွားတယ်အဲခွန်ခါတဲ့ ဒီနေ့နှစ်နှစ်ကျော်ကဒီနေ့သုံးခွက်ပေါင်းလိုက်ရင်တင်ငါးခုန်ဖဲရတယ်အဲ့တင်ငါးခုန်ကဒီခုန်ခါကြောင့်နှစ်နှစ်ကျော်မှာကွာပေါင်းခုန်လို့ကြားတယ်ဆောင်းတပိုးကျော်တွေမှာကျွန်တော်တို့ကလောက်အောင်မှာနောက်အခုကွာပေါင်းခုန်ဒီနောက်ဆုံးတစ်ချက်ပဲကျွန်တော်လေအမှုကျွန်တော်ဒီပွဲမှာဒါထိုးတင်တယ်လို့ဒါကျွန်တော်ကတော့ကုပွဲတော့9000လောက်ရောက်ဖို့နော်ဒါပေမဲ့ကျွန်တော်တသိန်းထိုးမှာပါနော်ဒီပွဲဒါဒီကောင်ကိုကြိုက်လို့ထိုးတင်တယ်ဒီကျေးနော်ဟုတ်ကဲ့ပါနော်အဲကြိုက်ရင်တော့ထိုးပေါ့ဗျာဒါအားလည်းမာယာစနစ်ဆိုလို့နော် ညာကျွန်တော်ဇာတ်ထုတ်လိုက်နေတာကျွန်တော်ကအခုဒီတစ်ပတ်ဆို9000လောက်ရောက်နေဒါပေးမပေးပေးကျွန်တော်ကစနစ်ကိုကြိုက်လို့လိုက်တာနော်ကျွန်တော်ဒီဘာကြောင့်ကြိုက်ကြလဲဆိုတော့ဒီက၄နောက်ပေးတွေစကြရတယ်ဆိုတော့၃ခါ၉ထိပ်၅နောက်ပေးစကြရတယ်၉ထိပ်၃ခါထိပ်နော်၉ခါ၃ခါထိပ်စီနီယာခါစီနီယာထိပ်တွေနဲ့၄နောက်ပေးစကြရတယ်၈၈ခါ၁ထိပ်ဒီမှာ၄နောက်ပေးစကြရတယ်ခွန်ခါ၂ထိပ်ဆိုပြီးလုံးဝပုံတွေလိုက်သွားတာနော်လိုက်သွားလို့ဒီပေါင်းချင်းကိုကျွန်တော်တို့ကဒီပွဲမှာဒီခွန်ကွာပေါင်းခွန်ဆောင်တဲ့ပွဲကြောင့်မှကျွန်တော်တို့ကထိုးထိုးတင်တယ်ပေါ့နော်ပြိပိုင် ေးတချို့ကအဲ့လိုပေါက်တာမပေါက်တာကံမဲလေဟုတ်တယ်လေဘယ်သူကကြိုသိမှာတော့နော်ကြိုသိမှာတော့ဒိုင်လည်းမရှိဘူးလေနော်အဲ့လိုတချို့ကတော့နားမလဲဘူးသူဟောင်ဖို့တော့မသိရဘူးနော်ငါဒီစနစ်တွေလိုက်ပေါင်းရတာပဲလိုက်ပေါင်းကြည့်လိုက်နော်တွားပြောတာမဟုတ်ဒီလိုစနစ်တွေရတစ်ခုရဖို့လိုက်ပေါင်းကြည့်လိုက်ဒါဒီစနစ်ဆိုဘယ်သူမှမတင်ဘူးကျွန်တော်တယောက်ပဲတင်တာနော်အဲ့လိုအဲ့လိုစနစ်ရဖို့ကျွန်တော်ဆိုရင်တစ်ဖက်ကျော်တယ်နော်ညာဘက်တွေဆိုရင်ချို့ချို့2နိုင်3နိုင်လောက်ရောက်တယ်တော့ အဲ့မှာကျွန်တော်ဒီစနစ်ကအကျိုးပြုခဲ့ပါတယ်ဘာကြောင့်အကျိုးပြုခဲ့လဲဆိုတော့ကျွန်တော်တို့ဒီ၅ခါရင်တော့16နှစ်မြောက်လာလိုက်နော်အဲ့မှာကျွန်တော်တို့တခု၅ခါရဲ့ရင်တိုင်းက၃ညာလေးလေးကို၅နှစ်ခဲ၃၃လုံးပေါင်းလိုက်ရင်ဟော၃ခွန်ခွန်နောက်နေ့တက်ရမှာနော်အဲ့မှာဒီဘွယ်ဒီဘွယ်မှာပဲတင်ပေးရဒီဘွယ်မှာပဲပေါက်တာပဲဒါကျွန်တော်လည်းဒါပေါက်လို့စင်ပြေသွားတာပဲနော်ဒီဘွယ်ကဒီနေ့အမှန်မှန်ရရတယ်၃ခွန်ခွန်တက်အဲ့လိုအောင်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီတက်ကနန်းနဲ့နောက်၁၀နှစ်မြောက်ကနန်းနဲ့လှမ်းပေါင်းထွန်ပြရအောင်မှာဒီစနစ်ကထပ်အောင်ရင်အဲ့စနစ်ကထပ်ရလိုက်အောင်မှာဒါဒီစနစ်ကိုမှတ်ထားဒီစနစ်ကအဆက်တွေရှိတယ်နော် အခုဒီမှာ၅ကက်ကိုသူကခင်းသွားပြီ၅ခါရဲ့ရေဆန်ရတုံညာလေးလေးကို၅နှစ်ခါ၃၃လုံးပေါင်းလိုက်ရင်အဲ့မှာ၃၀၀ကနောက်နေ့မှာဒဲထွက်သွားရင်၅ကက်ကိုကျုပ်ခင်းသွားပြီနော်ကျုပ်ခင်းသွားပြီဆိုတော့ဒီနေ့ထက်ကနေ၁၀နှစ်မြောက်၁၇နှစ်မြောက်ကနေလှမ်းပေါင်းထွန်းဖြစ်အောင်မှာဒီစနစ်ကိုမှတ်ထားနော်ကြည့်အားလုံးအားလိုက်တက်ပြပေးရပါနော်အားလုံးကုလက်ပါအိုးကွက်ကြီးပေါက်ပါစီပေးရစုနဲ့ပြပါစီပဲနော်ဒါကျွန်တော်တို့တသိန်းရောက်ပြီနော်ဟောကျွန်တော်ဖုန်းနဲ့ပဲတောင်းနေရနော်ဒီမှာအမ်အမ်နှင်းငါးကောင်ကတော့လေးလေးနေဒီကောင်အဲ့ဘိုင်ပါပေါ့နော်ဘိုင်ပါရှိတယ်ချဲတိုးကျင်တာဖြစ်ဖြစ်အဲပေါ့တပွဲသားဝေကျင်တာဖြစ်ဖြစ်နော် ဟုတ်တယ်သုံးခုနည်းနည်းရလိုက်တယ်ကံပေါ်တယ်ဟုတ်တယ်ဒါကံလိုက်ကူမရတာပါနော်ကံလိုက်ကူမရတာပါနော်ကျွန်တော်ဒီမှာဘာအောင်ဆင်ပြေသွားလဲဆိုတော့ကျွန်တော်သုံးကံမူလေးနဲ့ဒီပွဲမှာကျွန်တော်ကသုံးခုခုဖမ်းလိုက်တာအထောက်ရှိရယ်နော်အဲ့မှာသုံးခုခုဖမ်းလိုက်တဲ့အထောက်ရှိရယ်အဲ့မှာကျွန်တော်ကနည်းနည်းညှိုးညက်လေးရလိုက်တာဗျာကဲအားလုံးကုလပ်ပါဗျာကျွန်တော်ဆင်းပါပြီနော်အဲ့ဒါကြီးတက်ပြပြီးတာပါတင်ငါးခုန်တဲ့ပါနော်မအားပါနဲ့နော်တဲ့ပါဒီကောင်ကျွန်တော်ဇာတူးလိုက်နေတာပါနော်အခုဘက်ဆိုကျွန်တော်9000ပဲထိုးမှအောင်တသိန်းထိုးမှကျွန်တော်ထောက်ကြိုက်လို့နော်ကဲအားလုံးကုလပ်ပါဗျာနော် အဲ့မှာချဲလို့ကျင်တာဖြစ်ဖြစ်တပွဲစာဝယ်ကျင်တာဖြစ်ဖြစ်ကျွန်တော်တို့ဒီဖုန်းနံပါတ် Viber ကိုလာခဲ့လိုက်ပါနော်2596441နော်အပိုင်းမရှိဘူးတက်မသိဘူးနော်ကဲအားလုံးကိုလည်းပါကျွန်တော်ဆင်းပါပြီ